လာမယ့်မေလာဆန်းပိုင်းမှာလည်းဒေသတော်တော်များများမှာမိုးထချုံရွာခြင်းမိုးကြီးခြင်းများဖြစ်ပေါ်နိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။လေဝေလိုင်းတွင် လေနွေးနှင့်လေတုဆုံမှုတွေကြောင့်အချိန်ကာမဟုတ်မိုးထချုံရွာသွန်းမှာဖြစ်ပါတယ်။ဒီကနေ့ညနေမှာမေလာ၄ရက်အတွင်း နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ နေရာစိတ်စိတ်မှနေရာအနှံ့ပြားမိုးထချုံရွာပြီးအချို့ဒေသတွေမှာဒေသအလိုက်နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ဖော်ပြထားပါတယ် ဲ့ဒီလိုအချိန်ကမဟုတ်မွေးရခြင်းနဲ့အတူလေးပင်များတိုက်ခတ်ခြင်း၊မိုးထစ်ကြုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်း၊မိုးသီးထွေခြင်းနဲ့မေပြိုခြင်းစတဲ့မွေးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တယ်လို့သတိပြုနေတိုင်းသိနေလို့ဆိုပါတယ်။ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊အေရဝတီတိုင်း ၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့မှာမိုးတိမ်ထောင်တွေဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်ထောင်တွေကြောင့်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးတစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းတွေဖြစ်ပေါ်နိုင်တယ်လို့သိရပါဗျ။နောက်နှစ်ရက်အတွက်ခမန်းချက်အနေနဲ့ နေပြည်တော်ရှမ်းကုန်းတိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှ နေရာအနှံ့အပြားမိုးတကြုံရဖို့ရှိရလို့တတိပေးထုတ်ပြန်ထားပါတယ်ရှင်။